အားလုံးပဲမင်္ဂလာပါရှင်ဖြိုရဲ့ page ကနေပြန်လည်ကြိုဆိုလိုက်ပါရယ်ဒီနေ့ကတော့ဖြိုဟာမြန်မာမုတ်ထဲမှာမှလောက်ရအလွယ်ဆုံးဖြစ်တဲ့မုတ်ဇံလေးလှုပ်ဆောင်มาပေါ့เนาะဒါပေါ်ဦးပေါ်ပြားလေးလှုပ်ဆောင်มาဖြစ်ပါတယ်ဒီမုတ်ဇံကကြတော့လေဒါကောက်ငင်ပဲပေါ့เนาะသူကကြတော့ကောက်ငင်အနုလေးတွေကိုလေဒါထောင်းထားတာပေါ့เนาะကဲဒီလိုပုံစံလေးပါဒါဆိုရင်တော့စားလုပ်ကြရအောင်เนาะပအဝင်ပစ္စည်းကတော့မုတ်ဇံရေတကြားရေအုံးဒီရေဒီသုံးမျိုးပဲပါပါတယ်ကဲအရင်ဆုံးဒီမုတ်ဇံလေးတို့ဖြိုရာရေပြအောင်အရင်ဆေးပေးရမှာပေါ့เนาะဖုံနေသူ့မှာပါတဲ့ဒါသကွဲတွေဘာတွေကိုဖယ်အောင်လို့ရေရင်ဆေးပါမယ် ။သူကလေဒီမှာတွေ့တာအမှုံနေအများကြီးပါတယ်တွေ့တာ။တို့ဒီထဲကိုထည့်စီမယ်။အမှုံနေထွက်ပြွားလို့ရှိရင်စပတ်ခွန်နေထွက်အောင်လို့ပေါ့နော်။ကဲနှစ်ပြန်သုံးပြန်လောက်ဆေးပေးရမယ်နော်။ကဲပြီးရင်ဖြိုးတို့ရေးစစ်ထားပြီးပါမယ်။ ကဲဒါဆိုရင်တော့ဖြိုးလို့ဆက်ပြီးတော့လှုပ်လို့ရပြီเนาะကဲအခုဆိုလို့ရှင်ဒါရေအေးနဲ့တေချာတန့်ဆင်ပြီးသွားပြီပေါ့เนาะလှုပ်တဲ့ခါကျတော့ရှင်မြင်မြန်လေးလှုပ်เนาะရေနွေးလေးနဲ့နည်းနည်းထပ်ပြီးတော့ဆေးပါမယ်ကဲရပါပြီအခုလို့ရေနွေးလေးနဲ့ရပြီဆိုလို့ရှင်ဖြိုးလို့ပကံနဲ့ထည့်လိုက်ပါမယ်ပူနေရောပဲရေနွေးနဲ့စိန်တဲ့ခါလေးအကြာကြီးမလုံးနဲ့เนาะပြီးရင်သူကလေမုတ်ရပြဲသွားတတ်တယ်တိလားကဲပြီးရင်ဖြိုးလို့တကြားလေးထည့်ပါမယ်တကြားတော့ကိုအချိုကြိုက်တဲ့လောက်ပေါ့เนาะထည့်ပါเนาะ ူကတော့များများထည့်တယ်။ကဲရပြီ။ပြီးရင်တော့ဆားလေးကနည်းနည်းထည့်ပါမယ်။ကဲဒီအရှိပါရှိနေပါမယ်။ဒီမုတ်ဆန်ဆစ်ဆီလေးတည်လား။လောရအလွယ်ဆုံးမှာမီးလည်းမလိုသူ့လှုပ်စားလို့ရှင်ရင်နွေးလေးရှိုံနဲ့ရပြီ။ရင်နွေးနဲ့ဆေးလိုက်တော့လေပူပူလေးဖြစ်သွားတယ်တည်လား။ပူပူလေးဆိုတော့ကောက်ညင်ပေါင်းလေးလိုပဲ။ဆစ်ဆီလေးဖြစ်ပါလေ။ပြီးရင်ဖြူကအုံးဒီတဝက်ထည့်မယ်။ ကိုကကိုစားမှဆိုတော့လေဖြိုလက်အိတ်မစွတ်တော့ဘောနော်လက်နဲ့ပဲနေလိုက်တာပါအကယ်ကောင်းနေတာမာတယ်လို့ခံစားလို့ရှင်ဒီလိုအနေထားမှာဖြိုးရေနွေးလေးထက်ထဲပေါ့နော်ဖြိုးအားကြတော့ဒါရေနွေးလေးရောရေအေးလေးနဲ့လည်းစေးတာနည်းနည်းများတယ်ဆိုတော့မမာတော့အလောတော့ပဲဒီလားကဲစားလို့ရပါပြီစီစီလေးကြည့်ပါဦးရှယ်ပဲစားကြည့်လိုက်ဟွန်းကောင်းနေပါကဲရပြီပြင်တော့မယ်ဖြိုးရဲ့ကောင်းနေရကြတော့သူကအရသာလည်းအတော်ပဲဖြစ်ပြီး ဟိုမမလည်းမမအောင်တအားလေးလည်းမပြော့ဆိုတော့ဒီတိုင်းစလို့ရရပေါ့နော်အကဲကွာနည်းနည်းလေးမာသေးတယ်လို့ခန်းစားရတယ်ဆိုရှင်ဒီလိုအနေထားမှာခဏလေးနှက်ထားလိုက်သေးလားအဲ့ဒါဆိုတကြားရေးပျော်မှနဲ့ကောက်ရင်ထပ်ပြောနူရမှလည်းဆိုအတော်ပဲနော်ဖြူကတော့အခုချက်ချင်းစလို့ရပါပြီပြင်တော့မယ်ကဲပြင်ပေါ့အုံလေးလေးထပ်ပြပါမယ်ကဲရှယ်ပဲထားကြပါဦးအခုဆိုရင်ဖြိုးရယ်လောက်ရတာလည်းလွယ်မီးလည်းမလိုပဲနဲ့မြ мян ဆန်ဆန်လှုပ်လို့ပြီးသွားတဲ့ မုတ်စံလေးရပါပြီစစ်စစ်လေးစားကြပါအောင်ရှင်ဖြူကစားတော့ဖြူကစားမှမဟုတ်မြီးမှာပေါ့နော်အများကြီးမစားရဲဘူးဆိုတော့อืมချိုချိုဆက်ဆက်အေးမွှမွှေးလေးတွေကအရင်ကောင်းမှာမြန်မာမုံမလုတ်တက်ဘူးမလုတ်တော့ဆိုမငင်းနဲ့တော့ဒီမုတ်စံလုတ်စားကြည့်လို့ရတယ်အရင်လွယ်อืมစားရအောင် ကောင်းကင်မောင်းလို့ပါလို့ဆိုလို့ရှင်တော့ပေါင်းရတဲ့အချိန်ပေါ်မူတည်တော့အချိန်ကြာသေးတာပေါ့နော်လောရတာလည်းပြင်းစရာအခုဆိုလို့ရှင်ရေနွေးလေးနဲ့ပဲနှဲလိုက်ုံနဲ့ဝတ်တည်လဲစားကောင်းနေရောอืมကောင်းစားကောင်းကောင်းနဲ့စားရင်တပကံလုံးကုန်သွားမှာပဲအုံဒီပဖွေးလေးအုံဒီပဖွေးနဲ့တွားကြတော့နှမ်းနဲ့မလိုက်သေးလားဖြူနှမ်းနဲ့ကြမကြိုက်အုံဒီနဲ့တခြားနဲ့ပဲကြိုက် ွဆွလေးနဲ့ကောင်းမှာပဲကဲသူကမြည်ရမယ်မြည်ရမှာဆိုတော့အများကြီးစားလို့မရဆိုတော့ဒီလောက်နဲ့ပဲရက်လိုက်ပါတော့မယ်မုတ်ဇန်စားခြင်းနဲ့ဆိုလို့ရှိရင်လိုက်ပြီးတော့လှုပ်ဆားကြည့်ရအောင်နော်မြန်မာမုတ်လုံးမတက်ဘူးဆိုတော့မငင်းနေနဲ့နော်အခုလိုမုတ်ဇန်လေးလှုပ်ဆားကြည့်ကြပါအရန်လွယ်ပါတယ်ကဲနောက်ပြောကြရလို့ရှိရင်နော်ဖြူဖိုင်ချက်ပြရေးဘိုင်စားပြအောင်လဲဆိုတော့ဆက်လက်ဆက်မလို့တချို့ဝေးကြပါအောင်ရှင်တက်လား